ကောင်းမြတ်တဲ့မင်္ဂလာညချမ်းဖြစ်ကြပါစေ။မြတ်စွာဘုရားရှင်ကိုတော်မြင်ကြည်သဘုဒ္ဓေဇောအာနုဘောတော်ကြောင့်လကောင်းတရားတော်မြတ်သည်သဘုဒ္ဓေဇောအာနုဘောတော်ကြောင့်လကောင်းတန်ခါတော်ရှင်သူမြတ်သူဤသဘုဒ္ဓေဇောအာနုဘောတော်ကြောင့်လကောင်းမိဘတို့ဤစစ်မှန်သောမေတ္တာတကြောင့်လကောင်းဆရာသခင်ရှင်သူမြတ်တို့၏အေးမြတ်သောမေတ္တာရိပ်အဝါတကြောင့်လည်းကောင်း အရှင်နှင့်တကဝသရောကောင်းတို့ပြုသည့်ကုသိုလ်ကောင်းမှုများစွာရှိတာမံကမ္မဤဣမံကံတို့တစ္ဆာစကားကြောင့်၎င်းတိုင်းတူမိသားအလုံးတို့နှင့်ကဘာသူကဘာသားပေါင်းအလုံးတို့ကိုယ်စိတ်နှပတ်ချက်မှချမ်းသာကြပါစေလို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေတစ္ဆာပြုတိုင်တည်၍ရှေဦးအစပနာမမှာမေတ္တာပို့ဆုတောင်းအပ်ပါတယ်ရှင်င်းကြီး မြတ်ဗုဒ္ဓဟောခဲ့တဲ့ဒေသနာတော်များစွာတွေကကောင်းလို့ရရလေးတွေကိုရွေးထုတ်ပြီးတော့ရှင်းပညာရှိတို့ရဲ့စကရက်တွေနဲ့ပေါင်းဆက်ပြီးတော့ကောင်းမြတ်စွာနိုင်ယူမတ်တရမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုတဆင့်ပြန်လည်ပြီးတော့ယေရှုဆက်မဲ့တရားလက်ဆောင်လေးကတော့ကိုဘဝကိုတန်ဖိုးထားရဖို့ ကိုရောက်ရှိနေတဲ့ဘဝလူဘဝကိုမြတ်နိုးတက်ဖို့ရည်ရွယ်ပြီးတော့လူဘဝတန်ဖိုးချစ်မြတ်နိုးတက်စေဖို့လူဘဝတန်ဖိုးချစ်မြတ်လို့ဆိုတဲ့ကောင်းစီလေး ਨੇ ဘုရားနုကျေးဇူးဆက်ပါမယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဆုံးမခဲ့တဲ့ဒေသနာတော်များစွာတွေထဲကနေပြီးတော့ကောင်းသောရံရံလေးတွေကိုရွေးထုတ်ပြီးတော့ ကျေးဇူးဆက်တဲ့အနေနဲ့ခွန်အားဖြစ်စေဖို့အဖြစ်ကျင်တာတွေဖြစ်နေကြတဲ့လောကကြီးကိုမလိုကျင်တာတွေရနေတဲ့လူဘဝခကြီးအကြုံကျင်တာတွေနဲ့ကြုံနေရတဲ့ဘဝတစ်ခွေအရာအလုံးမှာ ကိုဖြစ်ချင်တာတွေကိုလိုချင်တာတွေကိုရချင်တာတွေကြည်ပဲရမနေပဲနဲ့မဖြစ်ချင်တာတွေမလိုချင်တာတွေမရချင်တာတွေရနေတဲ့လူပဝန်းကျင်ပါခွန်အားဖြစ်စေဖို့ရှိပဲပါလေဗျလောကလူရဲ့လူဖြစ်လာလို့ရှိရင်လေလူဆိုတဲ့မျိုးကအကောင်းအဆိုးအကြောင်းအကျိုး အမှားအမှန်ကို ခွဲခြားသိတယ်မှာလူလို့ဒီလိုခေါ်တာအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုဝေဝံပိုင်းချမ်းနိုင်မှလူလို့ဒီလိုခေါ်တာကိုရောက်ရှိလာတာဟာတန်မိုးရှိတဲ့လူဘဝပဲလေနော်တန်မိုးရှိတဲ့လူဘဝပဲလေတန်မိုးရှိတဲ့လူဘဝတော့ရောက်လာပြီးတော့တန်မိုးရှိတဲ့လူတွေကိုမလုံမိတဲ့အခါကျတော့ တန်ဖိုးရှိတဲ့အရာတွေနဲ့လွဲချော်သွားတတ်တယ်။တန်ဖိုးရှိတဲ့လူဘဝကို ရောက်လာပါလေရဲ့နဲ့တန်ဖိုးရှိတဲ့အရာတွေကို မလုံးမီတဲ့အသက်ကြောင့်တန်ဖိုးရှိတဲ့အရာတွေနဲ့လွဲချော်သွားတတ်တယ်ဆိုတဲ့စကားလုံးလေးကိုကောင်းအေးထားပြီးတော့နှလုံးလှားတဲ့ရောက်အောင်နာယူကြည့်ပါတော်တော်ကောင်းတော့ဘဝမှာလူရဲ့လို့ဖြစ်လာကြတဲ့အခါမှာ လူတွေကကိုယ်အတ္တကိုရှည်တဲ့တင်နေကြတဲ့လူပတ်ဝန်းကျင်ကလူအတိုင်းဝိုင်းအများတယ်လေနော်ကိုယ်အတ္တကိုရှည်တဲ့တင်ကြတယ်ကိုယ်ဖြစ်ချင်တာတွေကြီးပဲကိုယ်လိုချင်တာတွေကြီးပဲကိုယ်ရချင်တာတွေကြီးပဲကိုယ်ဖြစ်ချင်တာတွေမဖြစ်ရဘူးကိုယ်လိုချင်တာတွေမရနိုင်ဘူးကိုယ်စိတ်ဆန္ဒအတိုင်းအလိုဆန္ဒတွေမပြည့်နေဘူးဆိုလို့ရှိရင်အကျဉ်စီမိတာတွေကျဉ်စီတဲ့ မပြောဆိုတဲ့နာတွေကိုပြောဆိုလာတတ်တယ်။မလုံးမီးတဲ့အရာတွေကို လုံးမီလာတတ်တယ်။တနည်းအားဖြင့်ပြောရလို့ရှိရင်မကျူးလွန်တဲ့ကံတွေကျူးလွန်နေပေါ့။ဒါသတိထားเสียကောင်းပါလေတော်ကောင်းတို့။သတိထားเสียကောင်းပါလေ။ဒါကြောင့်မြတ်ဗုဒ္ဓပြောခဲ့တဲ့စကားလုံးတွေကနေပြီးတော့လူမာလူအညစ်ကြေးဆိုတဲ့တရားစိုးတွေရှိတယ်။လူဘဝရှင်မှာ ရောက်လာပြီဆိုလို့ရှိရင် အဲ့ဒီအညစ်ကြေးတွေမပေးချန်အောင်နေတတ်ထိုင်တတ်ဖို့သိလို့အပ်တယ်။ရှင်ညင်တွေပဲကြည်ကြည်လေးရှင်ညင်တွေပေးချန်လာပြီဆိုလို့ရှိရင်ကြည်လို့လည်းမကောင်းဘူးမြင်လို့လည်းမကောင်းဘူး။ပဝန်းရှင်ဟဲ့လေရှင်ညင်ပေးလာတာပဲမြင်လို့မကောင်းလိုက်တာရှုလို့မကောင်းလိုက်တာလို့ဒီလိုမျိုးနှာခေါင်းရှုမိရွေ့ကြတယ်လို့ပဲ။ လူမှလည်းပဲလူအညစ်ကြေးတရားတွေရှိတယ်။ကိုဘဝကအညစ်ကြေးဖြစ်စေတဲ့တရားစိုးတွေပေါ့။အဲ့ဒီတရားစိုးတွေကိုမြတ်ဗုဒ္ဓကရှောင်းတဲ့။ကောင်းပြီဗျာ။ရှေ့ဆက်ပြောပါရစေတော့။အဲ့ဒီလူအညစ်ကြေးတရားတွေကဘာတွေလဲလို့မေးရင်နံပါတ်1အလွန်ဒေါသကြီးခြင်းဟာလူအညစ်ကြေးဒေါသမကြီးနဲ့ ဒေါသကြီးခြင်းအလွန်ဒေါသကြီးခြင်းဟာအဲ့တော့ဘာလို့လဲကိုယ်ဘဝကိုအညစ်အကြေးတစ်ခုစွန့်ထင်တော့တာပဲနောက်နံပါတ်2ကဂျေစုကန်းခြင်းတဲ့ဂျေစုကန်းတာဂျေစုတရားကိုမတိတဲ့တာဒါလည်းပဲလူအညစ်အကြေးပဲသိပြီးတော့အရေးကြီးတဲ့အရေးပါတဲ့စကားလုံးတွေပါဗျနှလုံးသားနဲ့နာယူကြပါတော့ကောင်းတို့အုံတော်လေးကလည်းလိုက်ပြီးတော့မှတ်တာ ကောင်းပြီနံပါတ်1အလွန်ဒေါသကြီးခြင်းနံပါတ်2ကျေးဇူးကံခြင်းနောက်နံပါတ်3ကမနာလိုခြင်းတဲ့သူမြတ်ချမ်းသာနေတာဝမသားတာပေါ့သူမြတ်ဆင်ပြေနေတာတွေကိုဘာလို့လဲမနာလိုရှုစိန်ဖြစ်နေတာပေါ့အဲ့ဒါဟာဘာလို့လဲလို့မေးလို့ရင်လူအညစ်အကြေးတရားတွေပဲနောက်နံပါတ်၄ကတော့ဝန်တိုခြင်းတဲ့ဒါလည်းပဲသိပြီးတော့ဘာလို့လဲအညစ်အကြေး ်အညစ်ကြေးတယ်မနာလိုတာဝန်တိုးတယ်ဆိုတဲ့စကားလုံးတွေဗျာအတူပြောနေစီအကျေတဝန်ချက်ပြောနေစီမလိုပါဘူးမလိုပါဘူးတိတ်ပြီးတော့အယုတ်စုအကြည့်တန်တဲ့တရားစိုးတွေဖြစ်တဲ့အတွက်ကြောင့်နှလုံးသားထဲမရှိအောင်မောင်းထုတ်ချက်ဒါဆိုရင်၄မျိုးရသွားပြီလူအညစ်အကြေးတရားနောက်နံပါတ်5ကတော့မာယာများခြင်းတဲ့မာယာများတာအပျော်သမျိုးအလုပ်သမျိုးပေါ့ ရှေ့တဲ့သမျိုး၊ကိုယ်ရံသမျိုးအဲ့ဒါဟာလူအညစ်ကြေးတရားတွေပဲနောက်နံပါတ်6ကတော့ကောက်ချစ်စင်လဲခြင်းတဲ့ကောက်ချစ်စင်လဲတာတိတ်ချုပ်စရာကောင်းတယ်ကြည်လင်တယ်လည်းကိုမယိုးဖြောင်းနေဘူးအဲ့ဒီပုဂ္ဂိုလ်မြင်လဲရတာနဲ့ကောအေးချင်းနဲ့အမူရမပြသေးဘူးအဲ့ဒီပုံကောတိတ်ပြီးတော့အလွန်အမတန်မှဘာလို့လဲလို့မေးလို့ရှိရင်တိတ်ချောက်စရာကောင်းတဲ့ပုံကောမျိုးတွေ ဘလောက်ပဲပညာတတ်တာကောက်ချစ်ဆင်းလဲတဲ့စိတ်တွေမှာသူ့ရင်ထဲရှိနေပြီဆိုရင်တိတ်ကြောက်စရာကောင်းတယ်။ဒါကြောင့်ကောက်ချစ်ဆင်းလဲခြင်းရလည်းပဲလူအညစ်အကြေးတရားပါပဲဗျ။ဆက်ပြီးသွားလိုက်တဲ့အခါကျတော့လိညာပြောဆိုခြင်းတဲ့နံပါတ်ခေါက။လိညာပြောဆိုတာလည်းပဲဘာလို့တလဲလို့မေးလို့ရှိရင်ယနေ့လောကကြီးကမူရမပါလင်ကမချို့လို့ပြောနေတာ။မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေနဲ့ကတော့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဗျ။ကောင်းပြီ။ လိညာပြောဆိုခြင်းရလည်းပဲလူအညစ်ကြေးတရားပါပဲနောက်နံပါတ်ချက်ကတော့အလွန်လောဘကြီးခြင်းလေအလွန်လောဘကြီးတာလည်းပဲအညစ်ကြေးတွေပါပဲလူအညစ်ကြေးတရားတွေပါပဲဒါအကျဉ်းတော်ချက်ပြောနေစရာမလိုတော့ပါဘူးဖြစ်နောက်နံပါတ်30ကနောက်နံပါတ်9ကတော့အယူအမြင်အမြင်အယူလွဲမှားခြင်းလေအမြင်တွေအယူတွေလွဲမှားလူအညစ်ကြေးတရား9ပါး9ချက်ပြောပါတယ်ဗျာ လွန်တော်ရာကြည်ခြင်းကြည်စုကံခြင်းမနာလိုခြင်းဝန်တိုခြင်းမာယာများခြင်းကောက်ချစ်ဆင်းလဲခြင်းလိညာပြီးတော့ပြောဆိုခြင်းအလွန်လောဘကြည်ခြင်းအမြင်အယူလွဲမှားခြင်းနဲ့အဲ့ဒီတရားတွေကလူအညစ်ကြီးတွေပါဒါကြောင့်ကိုဘဝကိုမြတ်နိုးတန်ဖိုးထားရတဲ့ပုံကိုယ်တွေကအဲ့ဒီအညစ်ကြီးတွေကိုရှောင်ကျဉ်နိုင်ကြပါစေရှောင်ကျဉ်ကြပါလို့ အထူးပဲတိုက်တွန်းပါတယ်။ရှောင်ကျင်ပြီးတကာလကိုဘဝကိုတန်ဖိုးထားပြီးချစ်မြတ်လို့ပြီးကိုဘဝကိုကောင်းအောင်ပြုပြင်နေထိုင်နေရပါစေ။ဘဝကောင်းကိုရတတ်ကြိုက်ကောင်းတဲ့ဓမ္မတွေကိုပဲနှလုံးသားထဲမှာထည့်ပြီးတော့ကျင့်ကြံကြိုးစားပွားများအထောက်နိုင်ရပါစေ။လူအညစ်ကြေးကိုဘဝကိုပေးကြံနေတဲ့ကိုဘဝကိုဆိုးရုပ်စေမယ်ကိုဘဝကိုနှိမ့်ချစေမယ်ကိုဘဝကိုဆွဲချစေမယ်ကိုဘဝကို တန်ဖို့မဲ့စီမဲ့အဲ့ဒီတရားစိုးတွေကိုရှောင်ကျင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့တာယံချမ်းမြေတရားတွေ့ကြပါစေတာယံချမ်းမြေတရားတွေ့ကြပါစေတာယံချမ်းမြေတရားတွေ့ကြပါစေ